ကျွန်တော် anime fan လားစေကူးရမှုကြတာခုရှိပါတယ်။ကိုကသာကိုသဘောကျတဲ့ anime universe ထဲမှာလူဖြစ်ခဲ့ရင်ဘလို့နေမလဲဆိုတာပါ။သိရတဲ့အတိုင်း force scale လေးတွေ၊ saw scale ကြီးတွေ၊ wave form လေးတွေနဲ့ကဘာကြီးထဲမှာစစကန်ထွက်ရတာကတော်တော်ကြီးကိုပျော်ဖို့ကောင်းပါတယ်။ဒါပေမဲ့အဲ့လိုဆိုရရင်လည်းတချို့ university ကတော့ညီကိုတို့ထင်သလိုမဟုတ်ခဲ့နဲ့ develop ရှင်သန်မှုရုံနဲ့ပြင်ကျေသေးပေါ်သွားနိုင်ပါတယ်။အဲ့ဒါကြောင့်ဒီနေ့မှာတော့ရှောင်းလို့တော့လူသားမဖြစ်တဲ့ anime university ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်၁ကတော့ Demon Slayer ပါ။ ထူးဆန်းရသက်ရှင်နေတွေစကားပြောတဲ့ကြီးကန်းတွေနဲ့ချက်စရာကောင်းမလေးတွေပါတဲ့ဂျပန်ခေတ်တရှုအရာကဒီမိုဆလီယာမှာမဖြစ်လို့လူကောင်းဖြစ်တဲ့ဘာလို့ဆိုအဲ့ဒီ universe ထဲမှာခုနကပြောတာတွေအပြင်ဒီမိုနေပါရှိနေလို့ဒီကောဒီမိုဆလီယာ universe မှာဝေးခဲ့ဆိုပါတော့သုံးဆန်းအတိုင်းခေးဘွားကနေရွှေမြောက်ခေတ်ထိမိဘရဲ့နေရမှာပါ ဆိုတော့အဲ့ဒီအရွယ်မြောက်ခင်မှာပဲဒီမိုလက်ရှင်နဲ့အချင်းကြီးရှင်းသားနိုင်ပါတယ်။အဲလို့ဆိုဒီမိုနေကနေရာတိုင်းမှာရှိနေတာဖြစ်ပြီးတော့သူတို့လာတိုက်ခဲ့ရင်ညီကိုအနေနဲ့ကာဝင်နိုင်မှာမဟုတ်လို့ပါ။တချိန်မှာဝင်ရရှိတာဖြစ်လာမယ်ဆယ်လာမီလိုလူမျိုးတော့လိုကလစ်ဒီမိုတစ်ခါကိုဖယ်ပြအောင်ရှားခဲ့ရတာကိုကြည့်ရင်ညီကိုအနေနဲ့နိုင်မှုခွင့်ရရရှိသောကိုနေပါတယ်။ဒီနေ့ကို24နာရီရှိတဲ့အချိန်လေးကနေနေလင်းအောင်မရှိတဲ့ညနေ6နာရီနေ့မနက်6နာရီတော့တည်းမှာညီကိုတို့ရဲ့အသက်ကအနေရှိနေတယ်။ဒီမိုနေနဲ့တွေ့တဲ့အချိန်အသက်ရှင်ဖို့ဆိုရင်မနက်မိုးမလင်းမရှင်းမတင်အောင်ပပြေးနေမှရပါပါ။အဲ့လိုမှမဟုတ်ရင်တော့အပြပါပဲ။ အဲ့ဒီကနေညီကိုတို့ကဒီမိုဆာတာမခံရဘဲနဲ့ရေရောက်လာတယ်ဆိုတော့ဒါကမြေချမ်းဖို့အတွက်ဒီမိုဆာရအဖွဲ့လေးဝင်ခဲ့ပါအဲ့ဒါဆိုရင်တော့ congratulation ပါဘာလို့ဆိုအဲ့လိုဝင်လိုက်တဲ့ခါမှာညီကိုတို့ရဲ့အသက်ရှင်မဲ့ percent ကတန်း percent တော့မရှိတော့မှာမလို့ပါဘယ်လိုအလုပ်ပြောရလဲဆိုရင်တော့စဉ်းစားကြည့်ပါညီကိုတို့ကဒီမိုဆာရအဖွဲ့လေးဝင်ခဲ့မှာဆိုရင်ဒီမိုနေကညီကိုတို့ကိုလှရှာမှာပါအဲ့ဒီချိန်ဆိုညီကိုတို့ကကိုယ့်ရဲ့မွေးရည်မြဖြစ်တဲ့မြို့ရလေးမှာပဲနေရပေါ့မြို့ငယ်လေးတစ်ခုပဲထားပါမြို့ငယ်တစ်ခုမှာလူဦးရေအနည်းဆုံး၈၀၀နဲ့၁၀၀၀ရရှိပါ အဲ့ဒီလူများကြီးကြားမှာပါညီကိုရစီကိုဒီမွန်တက်တက်ရောက်လာလို့ကနည်းနည်းတော့ခင်းရင်ပါတယ်ပြီးတော့အနီးမဲမှာလည်းတိကျတဲ့အတိုင်းရွာလုံးပြုတ်ပြုတ်သွားတဲ့ချင်းမျိုးကလည်းရှားတော့အပေါင်းမွေးနေတာမလာဘူးဆိုရင်သက်ရှင်မှုကရာတိုင်းလုံးနည်းနည်းလေးတော့ပုံများပါတယ်ဒါပေမဲ့ဒီမွန်စလီယာခရော်ရက်ဝင်လာရင်တော့အချင်းလေးလေးကကြောင်းရဖြစ်သွားပါပြီဒီမွန်တွေကညီကိုရစီမလာပဲနဲ့ညီကိုရောကဒီမွန်စီသွားရတော့မှာပါတန်တန်းနုရဲ့ပေါ်ချလေးနဲ့တွေ့ရင်တော့မိစားမရှိရင်ပဲနှိချိုးရင်းနဲ့ဆိုရင်တော့ပြေးလေမလွတ်ပါဘူးဒါပေမဲ့အဲ့လိုဖြစ်ဖို့ဆိုတာကလည်းဒီမွန်စလီယာအဖွဲ့လည်းဝင်နိုင်အောင်ပါပါဝင်ခွင့်ရဖို့တော့တွေ့သလား ထမလို့နေနဲ့ယူကိုတော့ဆရာတယောက်စီမှာဓာပညာပေါင်းရင်စောက်ကျိုးနဲ့သက်ရှင်ကြီးတွေကိုနှိမ့်ချအောင်သင်ရအောင်ပါပါအဲဒီကနေကျောင်းတော်ကြီးကိုခွဲနိုင်လို့ဖွဲလဲရောက်ပြီလားဆိုရင်တော့မရောက်ပါဘူးဆာမီဝဲဖြေရပါအောင်ဒီမွေနဲ့ပြည့်တဲ့တော်ဝီထဲမှာတညတိတိမတည်အောင်နေမရပါဘူးလွယ်မလွယ်ရတော့သိရတဲ့အတိုင်းလာဖြေရသူဖြားကြီးကိုမှတန်ကြီးရိုးတစ်သိုက်လောက်သာသက်ရှင်ကြတာကိုတွေ့ပါလိမ့်မယ်ဆိုတော့အဲ့ဒီတစ်သိုက်ထဲပါနိုင်ပါလားအဲ့ဒီမှာနေခက်ခဲနေပါဒါပေမဲ့ညီကောကပါနိုင်ခဲ့ပါပြီပေါ့ အဲ့ဆိုရင်တော့ညီကိုတို့ကဓာတ်တစ်ချောင်းကြီးကန်းတစ်ကောင်းနဲ့နေတကာလှည့်ပြီးတော့ဒီမိုနှင်းနေလောက်ရအောင်ပါပါအဲ့ဒီမှာသွားတဲ့နေရာမှာရှိတဲ့ကောင်းနဲ့ကိုယ့်ရဲ့ပညာနဲ့မမျှရင်လေတက်တက်ကြီးအစားခံရအောင်ပါပြောရရင်ဒီမိုစလီယာယူနီဘာစ်မှာရှင်သန်မှုကကံကံဝရိယထက်ကံကံဝရိယဆိုရင်ပိုပြီးတော့မှန်ပါလိမ့်မယ်တပားလို့ဆိုရတဲ့ရှိတဲ့ဒီမိုတွေကိုဓာတ်တစ်ချောင်းနဲ့ရှင်ဖြုတ်ဖို့ဆိုတာကြီးကလွဲမနေပါဘူးတပားဒါပြီးတဲ့တန်တာပြီးတဲ့ဘာညာလုံးမနေပါနဲ့အဲ့ဒါတွေကအာယူသားတွေစိတ်မှသာမြင်ရတာဖြစ်ပြီးအများမြင်မှာတော့ဒီတိုင်းဓာတ်တစ်ချောင်းကိုပွင့်နေုံပါပဲ ဒါလည်းကမိရေရေလည်းမထွက်သလိုလျှက်စလည်းမထွက်ပါဘူးဒီအတိုင်းတိုင်းွက်တွေပါပဲဒီကိုတော့အဲ့ဒီတိုင်းွက်တွေကိုပိုင်နိုင်လို့မတည်ပဲကြံခဲ့တယ်ဆိုရင်တော့မှအခြားစိန်ခုံမှုတွေကအစ်စ်သေးအောက်ညွန်နေပါစဉ်းစားကြည့်ပါဒီနေ့မှာဒီကိုကဒီမွန်တကောင်နဲ့အသေးသေးချပြီးနိုင်လာလို့အဲ့ရာကနေတော့ရှိသေးတယ်ထားရုပ်ကကြီးကန်းတော်ရောက်လာပြီးတော့တောရဲတောင်းရီတစ်ခုပေါ်မှာပင့်ကိုထင်မမိသားစုတောင်းညံ့နေလို့တွားချပြီးပါဆိုပြီးတော့စိတ်ဟော်စာကြီးရောက်လာခဲ့ရင်ဟုတ်တယ်မလား I mean what the fuck ဒီရတဲ့အဲ့ဒီတောင်းပေါ်တိုက်ပွဲမှာ တန်ကြီးတို့မရောက်ခဲ့အထိတောင်းတမြတ်လူတွေအကုန်လုံးဒီပါရှောင်းကုန်တာပါဆိုတော့ညီကိုတို့ကတင်းချင်းတရားနဲ့ညာတိုင်းလူတို့တိုက်ပွဲဝင်နေရမှာပါတကယ်မလွယ်ပါဘူးညီကိုတို့အနေနဲ့ကဒီမိုဆီယာဖွဲ့ရဲဝင်ရရွေးချက်ကဘာဖြစ်မလဲဟာရှီယာတရားဖြစ်ဖို့ပါဟုတ်တယ်မလားသိရတဲ့အတိုင်းဟာရှီယာဖြစ်ဖို့ဆိုတာကတွန်မွန်ခီစကူတကောင်ကိုတရားသူကိုညီမှုပါပဲချနိုင်မှရမှာပါညီကိုတို့ရဲ့ပညာဆုံးနေပါပြီဆိုရင်တောင်ရအောင်လုပ်နိုင်ဖို့ကမလွယ်ပါဘူးဘာလို့ဆိုရင်အပေါင်းတွေကတွေးဖို့မလွယ်လို့ပါတွေးရတယ်ဆိုရင်တော့မှနိုင်ဖို့ကလည်းမလွယ်ပါဘူးဘာလို့ဆိုရင် လက်ရှိဟာရှိရာတွေတော့အပါမုန်းတွေလက်မှာအသက်ပြောက်ကုန်ကြတဲ့တာဒကတွေရှိနေလို့ပါပြီးတော့သတိထားမိကြလားတော့မသိပါဘူးဒီမိုစလီယာယူနီဗာစတီမှာတန်ဂျီရိုဇင်းစုတို့ကိုသင်ပေးတဲ့ဖူးဝီဒီယာတွေချန်တဲ့ဒီမိုစလီယာတွေကအသက်တိတ်မကြီးရပါဘူးဘာလို့လဲဆိုတော့အများစုကအသက်၃၀မပြည့်ခင်ရှောင်းဝင်ကြတယ်ကွာဒါပေမဲ့ညီကအမှန်ကန်နေစူးစမ်းပြီးဟာရှိရာကြီးဖြစ်သွားပြီဆိုတော့အဲ့ဆိုကွာကြီးအေးဆေးဖြစ်သွားပြီလားတို့ပါပိုးတော့စိုးတော့ပါသေးတယ်ဘာလို့လဲဆိုတော့ဟာရှိတာဖြစ်ပြီဆိုတော့ညီကတို့ကကြမ်းမေ့ဆိုတဲ့ကောင်းရင်းနဲ့ပဲရွေးပြီးချရတော့ပါလို့ပါပဲ ီးတော့မမမူကြီးကလည်းအဲ့ဒီလောက်တော့အမနေပါဘူး။သူကဒီမွန်တွေရတဲ့စင်ဖြစ်ပြနေတဲ့မြောက်ကိုသိနိုင်ပါတယ်။အဲ့ဒါကြောင့်ဒီကိုဟာရှိတာမဖြစ်ခင်တည်းကတနေ့မှဒီကောင်ကသူ့အတွက်ပြဿနာကူဖြစ်လာနေတယ်ဆိုရင်ကြမ်းမဲဆိုတဲ့ကောင်လေးကိုလွှတ်ပြီးဒီကိုအစိုးရဖြုတ်ခိုင်းပါမှာ။အဲ့လိုထားလေးတွေကလည်းရှိနေပါသေးတယ်။တန်ယူတော့ဟာရှိရရလာခဲ့လိုက်ပလော့အောင်မကယ်လိုက်နဲ့ဒီနေ့အထိအသက်ရှင်နေရပါ။ညီမလေးကောင်းမှုတွေလည်းပါလာပေါ့လေ။ဆိုတော့ညီကိုတို့ရဲ့အိမ်ကအူစူယူလိုမျိုးဟာရှိရလုပ်ပြီးမိမတော်ယူမလို့ဆိုရင်တော့ဒီဂျန်ကိုလက်လျှော့လိုက်တာကောင်းပါလေ။ ဒီဘက်မှာတခြားကျိုးသားပတ်သက်ရှာပြီးဘောစီဖြစ်ရင်တော့မကောက်ဆရာယူလို့ရပါတယ် so just go back to reality ပါပဲတာမန်ဒီမိုစလီယာအဖွဲ့ဝင်မပြောပါနဲ့ဟာရှီဒါရီတော့တပ်ချိန်ကြတာကိုကြည့်ရင်ဒီမိုစလီယာလောကကြီးကတကယ်ကိုလူဖြစ်ဖို့မသင့်တော့ပါဘူးအဲ့ဒါကြောင့်လဲလျှောက်လိုက်တာပဲကောင်းပါလေအဲ့ဆိုလူဖြစ်ရတာမမိုက်ဘူးကွာဒီမိုလို့ကြရတယ်ကြားရတာတော့ကောင်းတယ်လို့ပါပဲဒါပေမဲ့အဲ့ဒါကြီးကလူဖြစ်တာနဲ့55ဆောက်ဘူးဆိုပါတယ် and i've got to say in all honesty um it's the biggest piece of dog shit ဘာလို့လဲဆိုရင်တော့တွေးကြည့်ပါညီကိုတို့ကတညမှာလမ်းထိပ်မှာမုတ်ထွက်ဝယ်ရင်းနဲ့မိုက်ကယ်ဂျက်ဆန်လိုဝစ်စားထားတဲ့ငနေတရားနဲ့တွေ့တယ်ပေါ့အဲ့ဒီမှာအဲ့ဖေကညီကိုတို့အစင်းလေးဆိုပြီးပြောမှုဆိုနဲ့တွေးကောက်သွင်းပေးလိုက်ပါပြီအဲဆိုရင်တော့ညီကတရားဝင်ဒီမှုဖြစ်လာပါပြီတာမန်လူတွေထက်တာလုံးနဲ့စွမ်းအား speed ကြီး immortal ဖြစ်သွားတာအပြင်ကိုမှနှိမ့်နေကြလာရင် blood demon အောက်ကိုပါသုံးဟိုက်သွားမှာပါလိုက်သလိုပါပဲဒါပေမဲ့ပြန်ပြီးစားရတာတော့ရှိပါတယ်အားလုံးသိတဲ့အတိုင်းနေအောင်လည်းမထွက်ရတာပေါ့အဲ့ဒါဘာမှတော့မဖြစ်ပါဘူးတနေ့ကောင်အိပ်ပြီးရဘက်တွေရှောက်သွားလို့ရတယ်ဖြစ်စီပါ တကယ်ပြဿနာအခြားတစ်ခုပါအဲ့ဒါကတော့ကိုယ့်ရဲ့ဘဝကိုကိုယ်ပိုင်တော့တာပါဒီမွေရလို့စဖြစ်လာတဲ့နေ့ကစပြီးတော့ညီကိုရဲ့ဘဝကိုမူဆန်းပိုင်သွားပါပြီအဲ့ဒါနဲ့ပတ်သက်ပြီးညီကိုအနေနဲ့ဘာမှလုပ်လို့မရပါဘူးလောက်ချင်စိတ်လေရှိမှမဟုတ်တော့ပါဘာလို့ဆိုမူဆန်းကညီကိုတို့ကိုသွေးသွင်းပေးပြီးလေကညီကိုတို့ကတာမန်လူတယောက်လိုသွေးခွန်နိုင်မှာမဟုတ်တော့ပါဘူးညီကိုရဲ့တွေ့ရတဲ့မှာအသားစားဖို့ရယ်မူဆန်းအတွက်အမှုထမ်းမှုရယ်လည်းရှိတော့မှာပြောရရင်ညီကိုက immodel ဖြစ်သွားတယ်ဆိုပေမဲ့ immodel ဖြစ်သွားတဲ့တန်တန်းတစ်ချောင်းလုံးကိုတခြားသူတယောက်အတွက်ပဲရှင်းတန်းရတော့မှာပါ ဒီကိုတော့မှကိုယ်ပိုင်စိတ်ဆန္ဒဆိုရှိမှာမဟုတ်တော့ဘူးလူဖြစ်ရှုံးတယ်ပေါ့ဗျာဒီမွန်ဖြစ်ကစားဘာအစောမှကြီးကြီးမားမားမရှိခင်မှာတော့ဒီကိုတို့ကရွာစုံရွာနားလေးမှာနေပြီးညဘက်ရောက်ရင်လူတွေကိုဝင်ဆွဲလိုက်နေဘက်ရောက်ရင်ခုတွေဝင်ပြီးအိတ်လိုက်နေတန်တရာလဲနေရမှာပါရှားပါအလုံးမရှိမှာမဟုတ်ပါဘူးဆိုတော့ပြင်းစရာကြီးပါအဲ့ကနေတစ်တေကြလူတွေကိုစားတာများပြီးအစွမ်းနေရလာတယ်ဆိုတော့အဲ့ဆိုရင်လေဘွားကြီးကဘာမှထူးကြီးပြောင်းလဲသွားမှာတော့မဟုတ်ပါဘူးဒီတိုင်းကဒီတိုင်းပါပဲဒါပေမဲ့အပေါ်တစ်ခုတော့တိုးလာပါလေအဲ့ဒါကတော့ဒီမိုစလီယာတွေကညီကိုရဲ့နောက်ကိုလိုက်နေတော့ ဆိုတော့အေးရန်နေလို့ရမှာမဟုတ်ပါဘူးဒီတိုင်းငနူလေးလာရင်တော့ဒီကိုတော့အေးစေပါပဲစားဖို့တော့ဖို့ရတာပေါ့ဒါပေမဲ့တော့ဝက်ကောင်းဆိုကြီးဆွထားပြီးစကားကိုအော်ကြော်ကြဲပြောတတ်တဲ့ကောင်းရဲ့နှစ်ဖူးပြောင်းတဲ့ကောင်းရဲ့စပင်ဝါဆိုးလိုက်တော်သားသက်လိုဟာရင်လည်းတွေ့ရင်တော့ပြေးဖို့သာပြန်လာပါပြောရရင်ဒီမိုစလီယာဖွဲ့မှာအာရှီရာရင်မှကျန်တာမဟုတ်ပါဘူးဥပမာအာရှီရာဆယ်ယောက်ရှိမှဆိုရင်အာရှီရာဆင်းမြောက်ဝင်မယ်အဲ့ဒီနေကျန်တဲ့ကောင်းနဲ့ရောက်တရာလို့ရှိပါတယ်အဲ့ဒီဘောကကိုထန်းလေးနဲ့ကောင်းလဲဆိုရင်ပြဿနာမရှိဘူးမြေကိုထန်းမြင်းနဲ့ကောင်းလဲဆိုရင်တော့ကျွန်တော်ပြေးနေရပြီဖြစ်ကုန်ပါ 比如题目有黑萝卜出来，没事的，伢伢来洗嘛，毛包，掉黑吧？题就那样嘛。稍微差都没掉包，好、okay. 嘅、啊。另外么，阿斯派拉题目如有白鸡吧？没咋做事果，第三步就咋没没，送到马路，走路过，哪只门来路开的？白米子路过。另外，妈妈讲那么细话。当时你哥就咋比专门负责娱乐，回来给他说一了嘛，无声的给他问一讲，你要不要他们包包？我怕你老公没洗嘛，第三天，白了我嘛。他讲六皮蛇题目没偏的一 ဒီမွတ်စလီယာယူနီဘာစီတီကပြန်လည်ဝင်စားဖို့မသင့်တော်ဆုံးအနေနဲ့ကတခုလိုပဲပြောချင်ပါတယ်။ဗီဒီယိုလေးကဒီမှာပြီးပါပြီ။အဆုံးလေးကြည့်ရတာအားလုံးကျေးဇူးတင်ပါတယ်။ဟာလေအခုလိုမျိုးဗီဒီယိုတွေတင်ပေးအောင်မလို့ channel ကို like and subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်။ကျေးဇူးပါ